မအုပ်ဆုံးအနေနဲ့ Tottenham Hotspur တင်းကို congratulation ပါလို့အရင်ဆုံးအနေနဲ့ဒါချီးကျူးခြင်းပါတယ်ဆိုတော့ Spurs တင်းကဒါ Manchester United အသင် Europa League Final ပွဲစဉ်မှာ Brandon Johnson ရဲ့တလုံးနဲ့တော့ goal နဲ့အနိုင်ရရှိခဲ့ပြီးတော့ဒါ Spurs တင်းရဲ့18နှစ်ကြာ Super League ဝေးကွာမှုကိုအဆုံးသတ်နိုင်ခဲ့တဲ့အပြင်အ Europa League ဖလားယူဆိုလို့ရှိရင်လည်း1984နောက်ပိုင်းဒါ2025ခုနှစ်မှာဆိုလို့ရှိရင်တော့ဒါ၃ချိန်မြောက် ာချန်ပီယံအဖြစ်စုခူးနိုင်ခဲ့တဲ့မှတ်တမ်းကောင်းကိုရရှိခဲ့တာဖြစ်တဲ့အတွက်ကိုစပါဖန်တွေကအဲတော်လေးပျော်ရွှင်ကြမယ်လို့ထင်တယ်။ဒါအပြင်ဒီပွဲစဉ်ကစပါအသင်းရဲ့ဒါ Titan နဲ့နိုင်ပွဲတစ်ခုဖြစ်ခဲ့ပြီးတော့စပါအသင်းတို့ကဒါချီးကျူးမှုကောင်းတဲ့ကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုနဲ့အတူမှတ်တမ်းသစ်ကိုရေးထိုးနိုင်ခဲ့တဲ့ပွဲစဉ်လည်းဖြစ်ပါတယ်။နောက်ထပ်ကတော့ဒါစပါအသင်းအပြင်ဆွန်ဟောင်မင်းရဲ့ fan တွေပေါ့နော်။အာရှာသားကြီးဆွန်ဟောင်မင်းကိုလည်းစူဖလာရရှိစေခြင်းနဲ့ fan တွေတို့ကလည်းပြည့်ပြည့်စုံတဲ့ final ပွဲစဉ်အဖြစ် ဖြစ်ခဲ့ပြီးတော့စွန်အတွက်ကလည်းဒါအင်္ဂလန်မှာဆိုလို့ရှိရင်တော့စပါတင်ရဲ့တမိုင်းတစ်လျှောက်အာရှာသားဥဆောင်တဲ့ကပတိန်အဖြစ်ဥဆောင်တဲ့အာဖိုင်နယ်ပွဲစဉ်မှာပဲပေါ့နော်ယူရိုပါလိဖလားယူရရှိခဲ့တာကြောင့်စပါအတွက်ကောအာဆွန်ဟောင်းမင်းရဲ့ပြည်သက်တီအတွက်ရောဒါအာရှာသားကြီးအတွက်ဂေါ်ယူစရာအခိုက်တန့်တွေနဲ့အတူစပါအသင်းအတွက်မှတ်တမ်းကောင်းတွေမှတ်တမ်းသစ်တွေကိုအာရေးထိုးနိုင်ခဲ့တယ်ဆွန်ဟောင်းမင်းအတွက်လည်းဒါဂုဏ်ယူပါတယ် congratulation ပါလို့အာရှာသားကြီးကိုပြောချင်ပါတယ်ဆိုတော့အာပြည်သက်တီအားလုံးမျှော်လင့်နေတဲ့ အအနေထားမျိုးအခိုက်အတန့်မျိုးဖြစ်နိုင်မယ်လို့တော့ထင်ပါတယ်ယူရိုပါလိဖိုင်နယ်ပွဲစဉ်ကဆိုတော့ဒီပွဲစဉ်အကြောင်းလေးကိုကျွန်တော်တို့ဒါအနည်းငယ်တော့သုံးသပ်ကြည့်ရအောင်ပေါ့နော်ဆိုတော့ဒီပွဲစဉ်မှာအဓိကနောက်ထပ်ချီးကျူးရမှာတော့စပါအသင်းရဲ့ဘပ်လိုင်းတစ်ခုလုံးရဲ့အာပြီးတော့မန်တလတီဘိုင်းရင်ကတော့မန်ချက်စတာယူနိုက်တက်အသင်းထံညားစွာသွားခဲ့တယ်ဂျူရယ်ဘိုင်းတွေမှာလည်းစပါအသင်းကတာလွန်ခဲ့ပြီးတော့ဒါပွဲအစအแทးကအာချန်ပီယံဖြစ်ရမယ်ဆိုတဲ့စိတ်ဓာတ်နေပေါ့နော်စိတ်ဓာတ်ပိုင်းဆိုင်ရာ အကောင်းမှုတွေနဲ့သူစပါတင်ကတော့တအူးချင်းဆွမ်းဆောင်ရည်တွေမှာ United ကစားသမားတွေကိုကြော်ဖြတ်ပြီးတော့အလိုအပ်နေတဲ့ position တွေမှာတအူးနဲ့တအူးနားလည်မှုရှိဆိုတော့ light ဖြည့်ကစားပြီးတော့ပေါ့နော်အယူနိုက်တက်တင်းရဲ့အချင်းချင်းထိုးဖောက်မှုတွေကိုစပါတင်းရဲ့နောက်ခံကစားသမားတွေဖြစ်တဲ့ Romero, Van de Ven, Porro, Udogi တို့ကတော့အကောင်းဆုံးကြက်ကြက်ခံသွားတာကြောင့်လေအာတိုးချင်းဆွတ်ဆောင်ရေးတာလွန်နဲ့အနေထားမျိုးနဲ့ကျွန်တော်ရှိရပြလို့ Mentality ပိုင်းအကောင်းမှုတွေနဲ့စပါတင်းကတော့ထိုက်ထိုက်တန်တန်စုခုနိုင်ခဲ့တယ်လို့ပြောရမှာလေဖြစ်ပါတယ် ဆိုတော့နှစ်သင်းစလုံးရဲ့ကျွန်တော်တို့ဒါပွဲထွက်ကစားသမားဆင်းမှာဆိုလို့ရှိရင်လည်းနှစ်သင်းစလုံးကတော့နီးပြမူရင်ရောအနီးပြအန်တီပိုစတီကိုဂလူးရောဒါဟိုကဖဲလေးတွေကိုတော့တုံးလာတာမျိုးရှိပြီးတော့အမားခံလို့မရတဲ့ပွဲစဉ်တစ်ပွဲမှာပေါ့နော်အဒီလူထုပ်ပုံလေးတွေကတော့စိတ်ဝင်စားဖို့ကောင်းတယ်မန်ချက်စတာယူနိုက်တက်အသင်းဆိုလို့ရှိရင်လည်းဂါနာချိုကိုပွဲစားတွေကတုံးလာတာမျိုးမရှိဘူးတစ်ဖက်မှာဆိုလို့ရှိရင်အသင်းကောင်းဆောင်ဆွန်ဟောင်းမင်းကိုပွဲစားတွေကတုံးလာတာမျိုးမဟုတ်ဘူးနော် Richly Sin ကိုတုံးလာတဲ့အနေအထားမျိုးလေးတွေပွဲစားမှာတော့နှစ်သင်းစလုံးကတော့ တသင်းရဲ့အမားဟိုတသင်းပေါ့နော်စောင့်ပြီးတော့ကစားတဲ့ပုံစံမျိုးလေးတွေကိုတွေ့ရတယ်မန်ချက်စတာယူနိုက်တက်အသင်းကတော့ဒါဒိုဂူဘတ်ချမ်းမဟုတ်ပဲနဲ့အာမတ်ကိုအပြုတ်လွန်ပြီးတော့ညာချမ်းကဒါမာဆာရိုရီအာမတ်တို့ရဲ့လှုပ်အားနှုတ်ပေါ့နော်အဓိကတော့အာမတ်ဘတ်အချမ်းနေပြီးတော့တော်တန်ဟော့စပါအသင်းကိုဖိအားပေးခဲ့တာမျိုးတွေရှိတယ်ဆိုတော့အာမတ်အနေနဲ့ကလည်းတကယ်ကောင်းတဲ့ကစားသမားပါပိုတက်ရှယ်အများကြီးရှိပါတယ်တိုးတော်လည်းတချို့သောအတွေ့အကြုံပိုင်းလေးတွေမှာတော့လိုအပ်ချက်ရှိနေတာမျိုးလေးရှိတယ် ပြီးတော့ဒီ United တင်းရဲ့တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်တော့အားရဇေယျမကောင်းတာကတော့ Ramos White Land လို့ပြောရမှာလေဖြစ်တယ်ဒါတပွဲလုံးနီးပါး Ramos White Land အနေနဲ့ရုန်းကန်နေရတာမျိုးရှိတယ် rating အနေနဲ့ရဆိုလို့ရှိရင်တော့အာ5.9လောက်ပဲရှိရပါတော့သူအနေနဲ့တိုက်စစ်မှာလူမှုတယောက်လိုဖြစ်နေတာမျိုးတွေရှိတယ်။အာတစ်ဖက်ကစပါတင်အနေနဲ့ကတော့ဒါဥတိုဂီအနေနဲ့ကတော့အာမတ်ကိုကြမ်းကြမ်းခံသွားတဲ့အနေအထားမျိုးတွေပွဲအစတွေကဒါရိုမေရိုဗန်ဒီဗန်ပေါ်ရိုရဲ့စီလုံးမှုတွေပေါ့နော်။နောက်တော့ချီချူးဖို့ကောင်းတာကတော့ဒါဘီဆူးမားပေါ့။ကွင်းလယ်ပိုင်းမှာ ဝိုင်းကစားသမား medicine မပါလာပေမဲ့ပစ္စူးမသည်တပွဲလုံးမှာ tackle ကိုအကောင်းဆုံးလုပ်နိုင်ခဲ့တာမျိုးရှိတယ်။ individual တွေမှာ area ရော ground တွေမှာပေါ့နော် united ကစားသမားတွေကိုဒါတာလွန်ပြီးတော့သူ့အနေနဲ့အကောင်းဆုံးဖြတ်ထုတ်မှုတွေနဲ့အတူတိုက်စစ်လိုက်ပါမှုအပိုင်းတွေမှာလည်းဦးလိုကြီးနဲ့ပစ္စူးမတော့တော်တော်ကောင်းမွန်တဲ့အဆွမ်းဆောင်ရည်ကိုပြသသွားခဲ့တာမျိုးရှိတယ်။ပြီးတော့တစ်ဖက်မှာပွဲစားတွေကစွန်ကိုမတုံးမဲနဲ့ဒီပြပိုစီကိုဂလူးအနေနဲ့ richly sin ကိုတုံးလာတဲ့အလျောက် richly sin ဒီလေ brazil da pp သူ့ရဲ့အတွေ့အကြုံနဲ့အတူ ကိုမသွင်းယူနိုင်ပေမဲ့လည်း Manchester United အသင်းရဲ့ကစားသမားတွေကိုစိတ်တပိုင်းဆိုင်ရာအရာဒါအနှောက်အယှက်ဖြစ်အောင်ကစားနိုင်ခဲ့တာမျိုးတွေ United အသင်းရဲ့ညာချမ်းကိုပြန်လည်ပြီးတော့ဖိအားပေးနိုင်ခဲ့တဲ့အနေအထားမျိုးတွေနဲ့သူပထမပိုင်းမှာကတော့တော်တော်လေးကြည်ကောင်းခဲ့တာမျိုးရှိတယ်။ဒီနေ့ထားမှာပဲ Tottenham Hotspur အနေနဲ့ရရှိခဲ့တဲ့အခွင့်အရေးကနေတဆင်ပေါ့နော်။အာတစ်ဖက်က Manchester United အသင်းရဲ့နောက်ခံကစားသမားဖြစ်တဲ့ Luke Shaw တို့ Harry Maguire တို့ Lucas ကစားပုံအားနေတဲ့အနေအထားအနေနဲ့ Brendan Johnson ကတော့အနီးကပိတ်သွင်းပြီးတော့42မိနစ်မှာပဲ ော်တင်ဟော့စပါအသင်းအတွက်ဒါဥဆောင်ကိုသွေးယူနိုင်ခဲ့တာမျိုးရှိတယ်။ဆိုတော့ဒုတိယပိုင်းမှာဆိုလို့ရှိရင်တော့နှစ်သင်းစလုံးကတော့ဒါလူစားလဲမှုလေးအအပြိုင်ဆိုင်လောက်လာတာမျိုးရှိတယ်။မန်ချက်စတာယူနိုက်တက်အသင်းဆိုလို့ရှိရင်လည်းတိုက်စစ်ပိုင်းမှာရုန်းကန်နေရတဲ့ဒါရမတ်စဝိုင်လန်ရဲ့နေရာမှာဆက်စီတို့ပြင်ကွင်းလဲပိုင်းမှာကိုဘီမီနိုတို့ကိုထည့်လာတာမျိုးလေးတွေအမေဆမ်းမောင်းကိုထုတ်ပြီးတော့ကနာချိုကိုထည့်ခဲ့တာမျိုးလေးတွေဒါလောက်လာတာမျိုးရှိတယ်။ကနာချိုလဲဝင်ဝင်ချင်းမှာတော့အပိုင်ခွင့်ရရှိခဲ့တဲ့အနေအထားမျိုးရှိပေမဲ့လည်း အသူအနေနဲ့အကောင်းဆုံးအသုံးမချနိုင်နေတာမျိုးရှိတယ်။တော်တန်ဟော့စပါအသင်းဘက်ကတော့ဒါတင်ကောင်းဆုံးဆွန်ဟောင်းမင်းနဲ့ရစ်ချလီစင်ကိုလဲလာတာမျိုးတွေနောက်ပိုင်းဂျက်စပန်နဲ့အာချာဂရီလိုကစားသမားမျိုးတွေဒန်ဆိုလိုကစားသမားမျိုးတွေကိုလဲပြီးအသုံးပြုလာတာမျိုးရှိတယ်။ဒီနေရာမှာအာနှစ်သင်းစလုံးရဲ့ကစားသမားစွမ်းဆောင်ရည်ပိုင်းမှာဒုတိယပိုင်းအောင်ကြည့်မယ်ဆိုလို့ရှိရင်တော့မန်ချက်စတာယူနိုက်တက်အသင်းကတော့ပထမပိုင်းမှာဦးဆောင်ကိုပေးခဲ့ရတာဖြစ်တဲ့အတွက်ဒုတိယပိုင်းမှာတော့တောက်လျှောက်ဖိပြီးတော့ အခြေပါကိုရအောင်စူးစမ်းခဲ့တဲ့အနေအထားမျိုးတွေရှိတယ်။တိုးတော်ညာလည်း United အသင်းရဲ့ကစားသမားတွေရဲ့ performance performance ကတော့ final ပွဲစဉ်မှာပုံမှန်ခြေစွမ်းအောက်ရောက်နေတာမျိုးရှိတယ်တိုက်စစ်ပိုင်း။ဒါကြောင့်ဒုတိယပိုင်းမှာဆိုလို့ရှိရင် Harry Maguire တော့မှအားမလို့အားမရအနေအထားနဲ့တိုက်စစ်လိုက်ပါပြီးတော့ဂိုးသွင်းဖို့စူးစမ်းခဲ့တဲ့အခိုက်အတန့်တွေကိုကျွန်တော်မြင်တွေ့ခဲ့ရတာမျိုးရှိတယ်။အဲတဖက်က Tottenham Hotspur အသင်းအနေနဲ့ကတော့အော် Manchester United အသင်းရဲ့ PR ပေးမှုကိုဒုတိယပိုင်းတောက်လျှောက်လုံးဒါအတောင့်ခံသွားခဲ့တဲ့အနေအထားမျိုးတွေ Harry Maguire ရဲ့ခေါင်းတိုက် ဂိုးရွာလူနီးပါးဖြစ်တယ်ပေါ့နော်ခေါင်းတိုက်တွင်းယူမှုကိုလည်းဖန်တီဗန်အနေနဲ့ပေါ့နော်ဂိုးစီရှေ့ကနေဖြတ်ထုတ်သွားခဲ့တာလေးတွေတော်တော်လေးကိုကောင်းမွန်တယ်အဓိကချီးကျူးရမှာတော့တော်တန်ဟော့စပါအသင်းရဲ့တာဘပ်လိုင်းတစ်ခုလုံးကိုချီးကျူးရမှာလည်းဖြစ်ပါတယ်ဖန်တီဗန်ရိုမဲရိုရဲ့ဦးဆောင်မှုကတော်တော်လေး solid ဖြစ်တာမျိုးရှိတယ်ဆိုတော့ဒီအသီးမှာစပါအသင်းရဲ့ပရီးမီးယားလိအပြင် domestic ကပ်ကစားခဲ့တဲ့ပွဲစဉ်တွေကိုပြန်ကြည့်မယ်ဆိုရင်တော့စပါအသင်းဒီတိုက်စစ်ပိုင်းကဂိုးရရှိအောင်စွမ်းဆောင်နိုင်တာမှန်ပေမဲ့ပွဲတစ်ပွဲကို နိုင်မှုထိုက်တန်တဲ့ခြေစွမ်းမျိုးမပြသနိုင်တာမျိုးရှိတယ်အဓိကဒါပေးကူးတွေပြန်ပေးရတာမျိုးတွေနိုင်မတပွဲကိုဟိုတွင်းကူရရှိပြီလို့ရှိရင်ပေါ့နော်ဘလို့ထိမ့်ပြီးကစားရမယ်ဆိုတာကိုဟိုကောင်းမွန်တဲ့အနေအထားမျိုးမပြသနိုင်ခဲ့ပြီမြေယူရိုပါလိဖိုင်နယ်ပွဲစဉ်မှာတော့ဥဆောင်ကိုဘရန်နန်ဂျွန်ဆင်ရဲ့ဥဆောင်ကိုပထမပိုင်းမှာရရှိခဲ့တဲ့အနေအထားဒုတိယပိုင်းမှာတော့သူတို့အနေနဲ့တရားတီလုံးမမြင်တွေ့ခဲ့ရတဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာမြင့်တက်မှုတွေ physical ပိုင်းဆိုင်ရာ interview တွေအတာနဲ့အတူပေါ့နော်ဒါနိုင်ပွဲတစ်ပွဲရရှိအောင်ဒုတိယပိုင်းမှာ စွမ်းဆောင်သွားခဲ့တာလေကတော့ချီးကျူးဖို့ကောင်းတယ်ပေါ့နော်ဆိုတော့အာယူရိုပါလီဖလားယူရရှိခဲ့တဲ့အတွက်လည်းစပါတင်နေနေကအာဒီနှစ်ရဲ့အောင်မြင်ဆုံးရာသီအဖြစ်ပြောလို့ရတယ်ကျွန်တော်ရှေ့ရပြီးတော့လာမယ့်ရာသီမှာဒါချန်ပီယံလိဝင်ရောက်ကစားခွင့်ရရှိမှာဖြစ်တဲ့အတွက်ကိုပရီးမီးယားလိမှာရလက်ပိုင်းနေမကောင်းမဲ့တဲ့ဒါအဆင့်16လို့19လို့နေရာမှာရုန်းကန်နေရပါမယ်စပါအသင်းအတွက်ကတော့ဒီရာသီအာအောင်မြင်ဆုံး နှစ်ဖြစ်တယ်အဲတမိုင်းသစ်ရေးထိုးနိုင်ခဲ့တဲ့နှစ်ဖြစ်တယ်ယူရိုပါလိပေါ့နော်ဥရောပဖလားယူရရှိပြီးတော့ချန်ပီယံလိဂ်ဝင်ခွေးအတွက်ပါအမခံချက်ရရှိသွားတာဖြစ်တဲ့အတွက်အာတော်လေးပျော်ရွှင်ဖွယ်ရာကောင်းတဲ့ယာတီလို့ပြောမှာဖြစ်ပြီးတော့ဒါနီပြပိုစတီကိုဂလူးအနေနဲ့လည်း PR တွေရော့ကျသွားတာမျိုးရှိတယ်ပရီးမီးယားလိဂ်မှာရလပိုင်းတွေမကောင်းတဲ့အတွက် PR တွေများနေတဲ့အနေအထားမှာလက်ရှိမှာတော့အာနောက်ယာတီအတွက်အမခံချက်ရရှိနိုင်မယ်ပေါ့နော်ဥရောပဖလားယူရယူပေးခဲ့တာဖြစ်တဲ့အတွက် အာဂုံယူစရာအခိုက်အတန့်တွေဖြစ်ခဲ့တာမျိုးရှိတယ်။ Manchester United အသင်းဘက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ကစားသမားတွေရဲ့အာစူးစားအထောက်မှုအပိုင်းအားစူးစားတဲ့ဆိုတော်ညာလေအခုနောက်ပြောလို့ပေါ့နော်။ Spartan နဲ့စစ်တပ်ပိုင်းဆိုင်ရာမရှင်နိုင်မှုတွေတူချင်းဆွမ်းဆောင်ရေးပိုင်းလိုအပ်ချက်ရှိမှုတွေကြောင့်ဒီယာဒီကနီးပြအမှုတွေနဲ့ Manchester United အသင်းသားတွေအတွက်ကတော့ဆိုးရတဲ့ရာသီဖြစ်ခဲ့တယ်။ Premier League မှာရလဒ်တွေမကောင်းတဲ့အနေအထားအာဒီနေ့အထားပြင်နောက်ရာသီကိုပါတာဥရောပပြိုင်ပွဲတွေဝင်ရောက်ကစားခွင့် ရရှိမှာမဟုတ်တဲ့အတွက်ပေါ့နော် United အသင်းအတွက်ကတော့ဒီယာတီကတော့အဆိုးပါဆုံးဖလားလက်မဲ့ယာတီလို့အပြောရမှာလည်းဖြစ်တယ်ပြီးတော့ဒီနေရာမှာကျွန်တော် Manchester United အသင်းရဲ့ကစားသမားတွေရဲ့အာလောက်အနှုံကြည့်မယ်ဆိုရင်အားရစရာမကောင်းတာဖြစ်တယ်လာမယ့်နေရာကြီးအပြောင်းရှိစီကောမှာ United အနေနဲ့တိုက်စစ်ပိုင်းကတော့အာဖြည့်ရှင်းမှုတော့လုံနေတာမျိုးရှိတယ်ဥမာဒါ Ramos White လည်းစာစီရူအနေနဲ့ United အသင်းနဲ့ထိုက်တန်တဲ့ခြေစွမ်းမျိုးတွေမပြတတ်နိုင်တာလည်းတချို့အာပြီးရင်ကွဲလဲပိုင်းမှာလည်းလိုအပ်ချက်တချို့ရှိနေတာရဲ့နောက်တန်းပိုင်းမှာဆိုလို့ရှိရင်လည်းအာဝိုင်းကစားသမားတွေဖြစ်တဲ့ဒါ Lucio ဟယ်ရီမကွာယာတို့ကအစားရုံးကန်နေရတာမျိုးလေးကြောင့်ပေါ့နော်ဒီပွဲစဉ်ကတော့ဒါ United အတွက်ရှုံးနေကြရတဲ့အနေအထားမျိုးလေးကြီးကမိမောင်းထိုးပြလို့ရတဲ့အနေအထားမျိုးလေးဖြစ်တဲ့အတွက်လာမယ့်ရာသီမှာ United အနေနဲ့စာသမားအပြောင်းလဲလေးဘယ်လိုမျိုးလေးလုပ်လာမလဲအာစိတ်ဝင်စားဖို့တော့ကောင်းနေပါတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဒါတော့ဒီပွဲစဉ်ပေါ့ကျွန်တော်ရဲ့အမြင်ပဲဖြစ်ပါတယ်ဆိုတော့ထပ်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ Tottenham Hotspur အသင်းတို့ကတော့ဒါဂွန်ယူဇီယာအာရာသီဖြစ်ခဲ့ပြီးတော့ပေါ့နော် Europa League ချန်ပီယံဖြစ်ခဲ့တဲ့အတွက်ဒါစပါပရိသတ်တွေနဲ့အတူဝမ်းသာကုန်ယူမိပါတယ်ဗျဆိုတော့အမြင်လေးတွေကို comment box မှာဝင်မြောက်ပေးတော့ခဲ့ကြပါအောင်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ